သမီးလေးမြန်မိုးကင်းကရင်ဘဝနဲ့တဘွာလုံးအတွက်အရေးကြီးတဲ့အဲဘာသာရေးဘာသာတစ်ခုအကူအဲ့လိုသွတ်သွန်းလိုက်တဲ့အခမ်းအနားကြီးတစ်ခုလောက်တော့အဖေရင်းခောက်ခောက်ဖြစ်တဲ့ငါ့ကိုကျွန်တော်ခွင့်တောင်းမှုတိုင်ပင်ဖို့နောက်ဆုံးအသိပေးဖို့လိုအပ်တယ်လို့မထင်ဘူးလားဟုတ်ဆောင်ရလည်းပြောတယ် ၃နှစ်လောက်ခလေး၃နှစ်လောက်တည်းရနင့်ဖေဟာကေဦးမောင်ဆာဟိုးစိမေချက်ကိုတမိကိုခေါ်ခေါ်သွားတယ်ခလေးနဲ့မလိုက်တဲ့ဘာသာရေးအကြောင်းနေခလေးကိုပြောတယ်ကမကြိုက်ဘူးစိတ်ထဲမှာဒါပေမဲ့အဲ့လိုနည်းကပြောတယ်မဟုတ်ခလေးကဒီအချိန်မှာခလေးကခလေးလူပဲရှင်းသမားဈေးကြီးပဲပါစေအဲကျွန်တော်လည်းဘိုးတော်ဘာသာအကြောင်းကိုခလေးကိုစီယုံနေရအောင်ခလေးအဲ့လိုထိမပြင်းမပါစေနဲ့ခလေးကိုသူ့သူအချိန်တန်လို့ရှင်သူကိုယ်တိုင်ဆုံးဖြတ်တဲ့အရွယ်ရောက်လို့ရှင်သူကိုယ်တိုင်ကြိုက်တဲ့သူကိုယ်တိုင်လက်ခံတဲ့ယုံကြည်တဲ့ဟာကိုသူ့သူရွေးချယ်ပါစေဆိုပြီးတော့ဟိုခလေးဘွားတော်ကလည်းပြောခဲ့တယ်ကြီးတော်ကလည်းပြောခဲ့တယ်အခုတမိ အီတလီမသွားခင်လည်းအထက်တစ်ခါကမှားတယ်အဲ့လိုကြီးမလောက်ပါနဲ့အခုဆိုလို့ရှိရင်ဂျန်တဲ့ကိစ္စတွေငါစိတ်မှန်တော့တမင်းနဲ့ပတ်သက်ရင်အကုန်လုံးငါသိတဲ့နဲ့ထင်တာချင်ပြောပါအထူးသဖြင့်ဒီဘာသာကြီးဘာသာရေးကိုငါချိန်မောင်းတဲ့ထဲမှာမပေါဘူးဟိုးရင်เนี่ยငါကိုယ်နဲ့စိတ်မြင် search ကိုလိုက်ပို့ခဲ့တဲ့ကောင်မှာ Christmas ဆိုလို့ရှင်လဲနင်းကိုဝေါ်ကလေးကိုငါလိုက်ပို့ခဲ့တဲ့ကောင်ဟုတ်လားအဲ့တော့ဒီငါချိန်မောင်းတဲ့ကောင်မဟုတ်ဘူးဘာသာရေးနဲ့ပတ်သက်အသိကိုဟိုလွတ်လွတ်လပ်လပ်ထားတဲ့ကောင်ဒါပေမဲ့ဒီကလေးလေးကသူ့သူ သူကိုယ်နဲ့ဆုံးဖြတ်တဲ့အရွယ်ရောက်မှသူချိတ်တဲ့ဘာသာအကိုဝင်ပါစေဆိုတော့လေအထက်ထက်ကခါပြောထားတယ်အဲ့တော့လူကြီးလှုပ်ရှားတယ်ပြီးတော့အဲ့ဒါကြီးကိုငါနဲ့ကျွန်တော်နဲ့သူနဲ့အဆက်အသွယ်မရှိရလဲမဟုတ်စက်ပြမှာ၂ရက်နေရလဲအဆက်အသွယ်ရှိတယ်သမီးကျူရှင်လာခါပဲဒီကလှမ်းပို့ပေးရတော့ပြီးတော့စက်ပြမှာ26ရက်နေရလဲခလေးနဲ့ပတ်သက်တဲ့အကြောင်းတွေနင်လိုအပ်တဲ့စားစရာတွေအဆက်ဒီကငါအဖုံပို့ပေးတဲ့အကြောင်းနင်ကနေတိုင်းမဆင်ညာမစကားတွေအများကြီးပြောတဲ့အချိန်မှာလဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တခွန်းပြင်လေးတော့ဟိုတိုင်မြန်မာတွေခွင်တောင်းမာတွေမပြောအနည်းဆုံးတော့အတိပေးတင်တယ်လို့မထင်ဘူးလားနောက်ဆုံးအုပ်ဒီသတင်းထွက်လာတာကဒီနေ့ဗနေ့ရက်လေခုနှစ်ရက်ထောင်းနေရတိကျန်တဲ့မိနစ်တနည်းအထိမက်ဆေ့ချ်မှာစကားပြောသေးတယ်အင်္ဂါရှိမှရှူရင်မနက်ကောင်ကြီးအောင်အဲ့လိုသွားနေရလို့ဟိုနေမာတဲ့ဟာတွေမပို့နိုင်သေးလို့မနက်ဖြန်ကြာရင်ငါရှူရင်ပြီးပြီးအောင်လို့ပို့လို့ရတယ်နင်းနေကလည်းအပြင်ကနေပြောနေနေပို့ရစားနေနေတော့မဟုတ်အဲ့မှာဒီအကြောင်းကဒီကိစ္စတော့အရေးကြီးတာ မရှိဘူးပါငါမှာအဲ့လိုပြောလို့ဘာသာရေးကိုချင်းမြောင်းလဲကောင်မဟုတ်ဘူးဒါပေမဲ့ဘာသာရေးကအဲ့လိုအရေးမကြီးဘူးဆိုလို့ရှိရင်အဲ့လိုဘာသာတစ်ခုအောက်ကိုသမီးကိုသွတ်သွင်းတဲ့ဥစ္စာကြီးအခမ်းအနားကြီးနဲ့လို့ဆရာမလို့ဘူးလေလောက်တယ်ဆိုရတာအရေးကြီးလို့ပေါ့ဟိုသမီးဟိုကျွန်တော်စိတ်ကငါမွေးတဲ့ကလေးကိုဟိုငါကိုယ့်ရဲ့ဘာသာကိုကိုယ်ခင်ရမယ်ဆိုတော့တိကျတဲ့စိတ်မျိုးလည်းမရှိကလေးလေးကဆက်နေနေပဲရှိသေးတယ်အဲ့ဒါသမီးကိုယ်နဲ့ကဝင်နေတယ်လို့ငါ့အောင်လာမပြောနဲ့ငါသမီးကြောင့်ငါအတည်တော့ ပေါ့ဘူးတမီးအဲ့မှာနေနေရတဲ့အခြေအနေကိုတခုနားလေတယ်အဲ့တွေ့ကြောင့်မင်းတို့ Sunday school ပဲဖြစ်ဖြစ်ဟာလား Sunday မှာ church တက်လို့ရှိရင် Sunday ရေမဟုတ်တပတ်မှာခေါင်းရံခေါ်သွားသမှာဘုရားကြောင့်ဒါပေမဲ့ဒီလိုမျိုးခန္ဓာကြီးနဲ့တော့လုံးဆရာမလူသေးဘူးလေကွာတမီးကခလေးလေးရှိသေးတာသူ့သူရွေးချယ်ပါစီဆိုတော့လည်းထက်ခါထက်ခါပြောတယ်အဲ့ဒါကိုငါ့အတီပေးဖို့အခွင့်အရေးမရှိတာလည်းမဟုတ်နေငါ့နဲ့မစင်ညာမှာအများအန်းပြောနေကြတမီးနဲ့ပတ်သက်ပြီးတော့မင်းကတနေ့ရတိပြောသေးတယ်ဆိုအဲ့ချိန်မှာလည်း ဒီကိစ္စနဲ့ပတ်သက်ပြီးတလုံးတလေလေးတော့အဖေရင်းခောက်ဖို့ဖြစ်တယ်ငါ့ကိုတိုင်မန်နာတွေဟိုအခွင့်တောင်းတာတွေထောင်းအတိလေးတော့တစ်ချက်မပေးဘူးဆောများတယ်များတယ်ကျွန်내ကိစ္စတွေမှာသမီးနဲ့ပတ်သက်မမျော်လင့်တာရှိမှာမင်းတို့အဲ့ဘာသာလဲအဲ့လိုကိုဘာသာတဲ့ဝင်လို့ငါတကိုးရှုံသွားတာလည်းမဟုတ်ငါဘာသာတဲ့ဝင်လို့တကိုးနိုင်သွားလည်းမဟုတ်သူ့ဖះကောင်းတယ်ကို့ဖះကောင်းတယ်ဖះလူနေရအောင်လည်းငါအဲ့လိုဒီမကျင်းမြောင်း ဒါပေမဲ့ဟိုမီယူပလာဗုဒ္ဓဘာသာမဟုတ်တယ်ငါကအဲ့ခလေးနဲ့ပတ်သက်ဟိုခလေးကိုဝင်အရင်မာကြီးတည်းကညာလိုက်အဲ့ဘိုက်ကိုပုတ်ပုတ်ပြီးတော့ပထမ်းယူပေးခဲ့တဲ့ဖိတ်အေးအဲ့လိုပြောလို့ဟိုဘာသာရေးအကြောင်းပြောတာမဟုတ်ဘူးကွာအခုဒီနေ့ဒီလိုမျိုးသာမပြောထားလို့ရှိရင်ဒါကြီးက तू ကတည်ဝင်း online ပေါ်မှာတည်ဝင်းဟိုတနင်္ဂနွေတော့တကဘာလုံးသိရတဲ့ကိစ္စကြီးမှာအနေနဲ့တော့အဖေဖြစ်တယ်ငါသဘောမတူဘူးကွာဒီကိစ္စကို အဲ့ဒါဟိုခရစ်ယာန်ကိုမကောင်းပြောတာလည်းမဟုတ်သမီးတစ်ပတ်သူကြိုက်လို့ရှိရင်အစ္စလာမ်ပဲဝင်မယ်ဂျူးလည်းပဲဝင်ဂျိမ်းဘာသာတွေပဲဝင်ကြိုက်တဲ့ဘာသာတွေဝင်မယ်သမီးကိုနိုင်ကစင်စာဆုံးဖြတ်တဲ့အရွယ်ရောက်လို့သူရွေးချယ်တယ်လို့ရှိရင်ဘယ်ဘာသာပဲဝင်မယ်နောက်တော့ free တင်ကောဘယ်ဘာသာမှမကူဘူးဆိုလည်းငါတို့အရေးမကြီးဘူးအခုကငါခရစ်ယာန်နဲ့ဝင်ရောလို့ငါဘုရားဘာသာဘက်ကတကူရှုံးသွားတယ်ဆိုပြီးပြောတာမဟုတ်အဖေရင်ခောက်ကောအနည်းဆုံးတော့အသိပေးတဲ့နယ်ပြီးတော့ဒီကလေးကဆုံးဖြတ်တဲ့အရွယ်မလို့သူကဝင်သွားမပြောကြိုက်တဲ့ဘာသာဝင်ကွာငါတို့မှအဲ့ဘာသာတွေကိုဟုတ် ဘာသာရေးနဲ့ပတ်သက်ပြီးအကုန်လုံးလွတ်လွတ်လပ်လပ်တွေးတဲ့ကောင်အဲ့လိုချင်းမြောင်းတဲ့လူလည်းမဟုတ်ဘူးဆိုတော့အဲ့လိုတစ်ဖက်သက်ကိုဟိုဘက်ကငါဒီဘက်ကနေအမြဲတခုအဲ့ဘက်ကတခုတုံ့ပြန်တယ်ဒီဘက်ကဘာတခုမှမတုံ့ပြန်လူတွေငါ့ကိုဆက်ချက်လို့ဆက်ဘာမှလည်းအဲ့ဒါတွေဘဝမှာငါတော့ဘာလူတွေဆဲတာတွေရေးလည်းမကြည့်ဘူးဒါပေမဲ့ဒီအကြောင်မပြောလို့မရတော့ဘူးငါသမီးလေးနဲ့ပတ်သက်တာပြီးတော့ဘာသာရေးအရေးမကြီးဘူးပြောလို့မရဘူးပါသလားအရေးမကြီးအဲ့လိုပွဲလန်းတဲ့ဗျခန်းလိုက်နေတယ်မလုံးနဲ့လေ